2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပေးရချင်းမြင့်မဲ့စုကြီးကိုကမ္ဘာဘုံလုံးအဖွဲ့ချုပ် FIFA ကထုတ်ပြန်လိုက်ပြီးဖြစ်ပြီးပြိုင်ပွဲတစ်ခုလုံးအတွက်စုကြီးစုစုပေါင်းဒေါ်လာ1ဘီလီယံအထိချီးမြှင့်မှာဖြစ်တယ်လို့ချန်ပီယံဖြစ်တဲ့အသင်းအနေနဲ့အမြင့်ဆုံးဒေါ်လာ125တန်ရရှိမယ်လို့သိရပါဗျာ။ FIFA ဟာ club ကမ္ဘာဖလားပြိုင်ပွဲကို2025ပြိုင်ပွဲကစပြီးအသင်းအရေအတွက်နဲ့ပုံစံပြောင်းလဲကျင်းပမှာဖြစ်ပြီး32သင်းပြိုင်ပွဲအဖြစ်၄နှစ်တကြိမ်ကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲအတွက်စုစည်းစုစုပေါင်းဒေါ်လာ1ဘီလီယံအထိချေမြင့်မှာဖြစ်ပြီးပါဝင်ရှင်ပြိုင်ခွင့်ရမယ့်အသင်းတွေကိုကိုစားပြု data နဲ့စီးပွားရေးဆိုင်ရာသတ်မှတ်ချက်တွေအပေါ်မူတည်ပြီးဒေါ်လာ925သန်းအင်္ဂါစားပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပေါ်မူတည်ပြီး၄၈၅တန်းချီးမြှင့်မှာဖြစ်ပါတယ်။ FIFA ရဲ့ထုတ်ပြန်မှုအရဥရောပဇုံက club အသင်းတွေ ဟာအမြင့်ဆုံးခွဲရန်အဖြစ်ဒေါ်လာ12.8တန်ကနေ38.19တန်အထိရရှိမှာဖြစ်ပြီးတောင်အမေရိကဆောင်ကကလပ်အသင်းတွေဟာဒေါ်လာ15.1တန်ကွန်ကာကက်ဖ်ဆောင်အာရှဆောင်နဲ့အာဖရိကဆောင်ကကလပ်အသင်းတွေဟာဒေါ်လာ6.55တန်စီသမုတ်တရားပိုင်းဆောင်ကကလပ်အသင်းဟာဒေါ်လာ3.58တန်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Real Madrid, Man City, PSG, Chelsea စတဲ့ဥရောပထိပ်တန်းကလပ်အသင်းတွေဟာအမြင့်ဆုံးခွဲရန်ရရှိမှာဖြစ်ပါတယ်။ဒါပြင်အကစားပိုင်းဆိုင်ရာစွမ်းဆောင်ရည်အပေါ်မူတည်ပြီးအုပ်စုတွင်ပွဲစဉ်တစ်ပွဲအနိုင်ရပါကဒေါ်လာ2သန်း တပွဲတည်ရကြပါကဒေါ်လာတသန်း16သိန်းအဆင့်တက်ရောက်နိုင်မှာကဒေါ်လာ9.5တန်း၊ quarter final တက်ရောက်နိုင်မှာကဒေါ်လာ73.15တန်း semi final တက်ရောက်နိုင်မှာကဒေါ်လာ20တန်းဘိုလူဝဲတက်ရောက်နိုင်မှာကဒေါ်လာတန်း30နဲ့ champion suit စခုရရှိပါကဒေါ်လာတန်း40ရရှိမှာဖြစ်ပါတယ်။